ဇလန်းဆမာတော့ဘူဆန်မြို့မှာရှိတဲ့ဘာရွန်ပန်ရဲ့မန်နေဂျာဖြစ်သူစောင်းကျူဆိုတဲ့ချမ်းသာတဲ့မျိုးသားတအုပ်နဲ့မိတ်ဆက်ပေးထားပါဗျ။မနက်ခင်းတစ်ခုမှာစောင်းကျူကအလုတ်သွားဖို့ပြင်ဆင်နေပြီးတော့တမိဖြစ်သူဟေးကျင်နဲ့တားဖြစ်သူမင်းကျိုးတို့ကိုကြောင်းလိုက်ဖို့အိမ်ကနေထွက်ခွာခဲ့ပါဗျ။ကားပေါ်ရောက်တော့စောင်းညိုကထူးဆန်းတဲ့အနံ့တစ်ခုရလိုက်ပေမဲ့တိတ်ပြီးတော့ရေမဆိုင်ခဲ့ပါဘူး။သူ့စီကအနံ့မဲ့ဖြစ်မဲ့လို့တွေးပြီးတော့ဇနီးတဲ့ကိုနှုတ်ဆက်ကကားမောင်းထွက်ခါလာခဲ့ရပါတယ်။တိတ်မကြခင်မှာပဲစောင်းညိုကဖုန်းမိတန်းကိုကြားလို့သမီးဖြစ်သူကိုကန်ကန်းပေမဲ့သမီးဖြစ်သူကသူ့ဖုန်းမဟုတ်ကြောင်းကိုပြောပါတယ်။ ဆောင်းယူကရှေ့ခန်းအန်ဝတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအထဲမှာဖုန်းတလုံးမြင်နေတာကိုတွေ့ပြီးတော့အံ့ဩသွားပါတယ်သူ့ရင်မောင်းရဲ့ဖုန်းဖြစ်မဲ့ထင်ပြီးတော့ကင်လိုက်တဲ့အခါမှာတစ်ဖက်ကလူစင်းတစ်ယောက်ကကားနဲ့ပတ်သက်ပြီးတော့တရင်အချက်လက်တချို့ပေးစီရာရှိတယ်လို့ပြောပါတယ်ဆောင်းယူကတော့လိန်လေသူလို့ထင်မှတ်ပြီးတော့ဖုန်းချလိုက်ပါတယ်ဒါပေမဲ့ဖုန်းရဲ့ wallpaper သူ့မိသားစုပုံဖြစ်နေတာကိုတွေ့လိုက်ရလို့ပိုလန့်သွားပါတယ်တမီးဖြစ်သူကိုမေးကြည့်တဲ့အခါမှာတော့မနစ်ကသူ့ကိုလှုပ်ရှုပ်နေတော့မလိုက်ဖြစ်ခဲ့တဲ့မိသားစုခီးထွက်တော့ကပုံဖြစ်ကြောင်းနဲ့အမေဖြစ်သူရဲ့ Facebook profile ဖြစ်ကြောင်းကိုပြောပြပါတယ်ဆောင်းကျူကလည်းဘသူဖုန်းလဲဆိုတော့ဇဝင်ဇွာဖြစ်သွားပါတယ် ုံးထက်မြည်လာပြီးတော့ဒီတစ်ခါမှတော့ခေါ်ဆိုသူကစောင်းကြည့်ရဲ့အကြောင်းနဲ့ဘန်ကယာဒူဝအစအကုန်သိနေကြောင်းကိုထုတ်ပြောလာပါတယ်ပြီးတော့သူတို့ထန်ကုန်အောက်မှာဖိအားအံ့ဩခံဖုံးတက်ဆင်သားကြောင်းကိုဘသူမဆိုးကားတွေကထွက်ဖို့ကြိုးစားရင်ကားပေါက်ကွဲမှဖြစ်ကြောင်းကိုချင်းချောက်ပါတယ်စောင်းကြည့်ကတော့ဒါအောင်နောက်ပြောင်ကြည့်စမ်းမှုတစ်ခုလိုပဲထင်မှတ်ပြီးတော့ဖုံးချလိုက်ပါတယ်မကြာခင်မှာပဲဓာတ်စီဆိုင်ကိုရောက်လာခဲ့ပြီးတော့စောင်းကြည့်ကကားပေါ်ကဆင်းမှုပြင်လိုက်တာနဲ့ဖုံးထက်ပြီးတော့ဝင်လာပါတယ်ခေါ်ဆိုသူကကားထဲမှာထူးဆန်းတဲ့အနှံ့ရလာလို့မေးလိုက်တာကြောင့်စောင်းကြည့်စတင်ကြောက်လန့်လာပါတယ်လူစင်းကစောင်းကြည့်ကိုစောင့်ကြည့်နေကြောင်းနဲ့ကားပေါ်ကဆင်းတာနဲ့ကလေးတွေစက္ကန့်ပိုင်းတင်တည်သွားမယ်လို့ပြောပါတယ် ဆိုင်ဝန်ထမ်းရောက်လာပြီးတော့စီဖြည့်ကိုဆင်းခိုင်းတဲ့အခါစောင်းကျူကကြောက်ကြောက်လန့်လန့်နဲ့ပဆက်ပေးပြီးတော့စီဖြည့်ပေးဖို့နဲ့ပစွန်ဝယ်ဝဲဖို့မှားလိုက်ပါတယ်။ကားပြန်မောင်းထွက်လာပြီးတော့လူစင်းရဲ့ညွှန်ကြားချက်အတိုင်းထိုင်ကုန်အောက်ကိုစမ်းကြည့်လိုက်တဲ့အခါမှာဘုံကိုတကယ်တွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်။လူစင်းကသူ့မှာဘုံကလေးရှိနေပြီးတော့ရဲတိုင်ရင်ခွဲပြစ်မယ်လို့လည်းပြောပါတယ်။ကြောက်လန့်နေတဲ့စောင်းကျူကဘာလို့ချင်လဲလို့မေးတော့လူစင်းကသူ့အောက်တဲ့1.7 billion လွှဲဖို့နဲ့ငွေသား1960တန်းပေးဖို့အတွက်ကိုတောင်းဆိုပါတယ်။ကလေးတွေကြောင်းရှိရောက်တဲ့အခါမှာမင်းကျွန်းရဲ့တငယ်ချင်းတွေရောက်လာပါတယ်။ ဆောင်းကျူကတားဖြစ်သူကိုမစင်းဖို့တားပြီးတော့တငယ်ချင်းတွေကိုမောင်းထုတ်လိုက်ပါတယ်။ကလေးတွေနားမလဲဖြစ်နေလို့ဆောင်းကျူကလည်းအမှန်တိုင်းဖွင့်ပြောလိုက်ရပါတယ်။ထိုင်ကောမှာဘုန်းရှိတယ်လို့ပြောလိုက်တော့ကလေးတွေကထိတ်လန့်ဖြစ်သွားကြပါတယ်။အဲဒီနောက်မှာဆောင်းကျူရဲ့လုံဖို့ကင်ပတ်စီကနေကြောက်လန့်နေကြဖုန်းဝင်လာပါတယ်။သူလည်းပဲကားအောင်မှာဘုန်းထက်တားခံရပြီးတော့ပက်ဆန်တောက်ခံနေရကြအောင်ပြောပါတယ်။ဆောင်းကျူကတီနီယာမေးပြီးတော့အဲဒီနေရာကိုသွားလိုက်တဲ့အခါမှာလုံဖို့ကင်ပတ်ကိုတွေ့ရပါတယ်။လုံဖို့ကင်ပတ်ရဲ့ဇနီးတွေကကားအောင်မှာပါလာပြီးတော့သူမဒီနေ့ရေးကြီးကိစ္စရှိလို့အပြင်သွားကျင်နေပါတယ်။သူမဘုန်းကိစ္စအောင်မယုံပါဘူး။ဆောင်းကျူကစိတ်အေးအေးထားဖို့နဲ့ငြင်းငြင်းလေးမှုဖြောင်းပြပေမဲ့ လမ်းပိတ်ထားလို့နောက်တစ်စီးကလာអော်ပါတယ်။စောင်းကျူကတောင်းပန်ပြီးတော့ကားဖယ်ပေးဖို့ပြင်နေတဲ့အချိန်မှာပဲလို့ပေါ်ကင်ပဲဇနီးတွေကစောင်းဝါရစိတ်မရှိတော့ပဲနဲ့ကားပေါ်ကဆင်းလိုက်ပါတယ်။ချက်ချင်းစုတို့လည်းပဲကားကပောက်ကွဲသွားပြီးတော့ဇနီးမောင်နဲ့နှစ်ယောက်စလုံးပွဲချင်းပြီးတည်ဆုံသွားပါတယ်။ဒီမြင်ကွင်းကိုမြင်လဲရတဲ့စောင်းကျူနဲ့သူ့ရဲ့မိသားစုကချင်းကြောက်မှုကအစ်စ်မှန်ပဲဆိုတော့အတိလိုက်ရပြီးတော့ထိတ်လန့်သွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်တန်တိုတစလွတ်ဆင်လာပြီးတော့တားဖြစ်သူမင်ဂျူရဲ့ခြေထောက်ကိုစိုက်ဝင်သွားကသွေးထွက်လွန်လာပါတယ်။တားဖြစ်သူနာကျင်မှုအော်ဟစ်နေတာကိုကြည့်ပြီးတော့စောင်းကျူကအကြီးကြီးထိတ်လန့်သွားပါတယ်။ လူစိမ်းကပတ်စံထပ်တောင်းတဲ့အခါမှာစောင်းကျူကသဘောတူလိုက်ပြီးတော့တားဖြစ်သူကိုအရင်စေးယုံပို့ပြရစီလို့တောင်းပန်မြင်မဲ့လူစိမ်းကခရုမဆိုင်ပါဘူး။ဒါပြင်တေဆုံသွားတဲ့လုပ်ပေါ်ကိုင်းပဲရဲ့ဝေစုပါထပ်ပေါင်းပြရမယ်လို့တောင်းဆိုချက်ကိုမြှင့်လိုက်ပါတယ်။နောက်ပိုင်းမှာစောင်းကျူကသူ့လက်အောင်ငယ်သားကို phone ဆက်ပြီးတော့ယင်းနီမျိုးနာမှုအခွင့်အလမ်းတစ်တခုရှိတယ်ဆိုပြီးတော့ PIP fault တွေကိုစီယုံကိုင်းပါတယ်။လက်အောင်ငယ်သားကဆက်သွယ်ပေးပြီးမြင်မဲ့လူချင်းနဲ့ပတ်စံအပြစ်မရသေးပါဘူး။စောင်းကျူကိုယ်တိုင်ရေကြီးဆုံး fault တွေတယောက်ကို phone ဆက်ပြီးတော့စီယုံမြင်မဲ့ခင်မုန်းဖြစ်သူနဲ့တိုင်ပင်အောင်မယ်ဆိုပြီးတော့ချက်ချင်းဆုံးဖြတ်ဖို့ညှင်းဆန်ခဲ့ပါတယ်။ ူစိန်းကငွေသားအရင်လိုချင်တယ်ဆိုပြီးတော့စောင်းကျူရဲ့ဇနီးတဲ့ကိုဖုန်းဆက်ကပတ်စံထုတ်ခိုင်းမှုညွှန်ကြားပါတယ်။စောင်းကျူလည်းရွေးချယ်စရာမရှိတော့ဘဲနဲ့ဇနီးတဲ့ကိုဖုန်းဆက်ပြီးတော့ဘန်ကပတ်စံနဲ့အကုန်ထုတ်ကနေရာတစ်ခုကိုလာဖို့ခိုင်းပါတယ်။ဇနီးတဲ့ကနောက်ခံမှတားဖြစ်သူငိုနေတာကိုကြားလို့စိတ်ပူပေမဲ့စောင်းကျူနဲ့သမီးဖြစ်သူကအစဉ်ပြေကြောင်းကိုပြောပါတယ်။ဇနီးတဲ့ကတန်တရားဝင်ပြီးရဲတိုင်မယ်လို့တော့စောင်းကျူကအပြင်းထန်တားမြစ်ပြီးတော့သူခိုင်းတဲ့အတိုင်းလုပ်ပေးဖို့တောင်းပန်လိုက်ပါတယ်။ရဲစခန်းမှာတော့ဆောဆောကပောက်ကွဲမှု CCTV ဖိုင်ကိုကြည့်နေပြီးတော့စောင်းကျူကအခင်းမင်းဖြစ်ခင်လုပ်ဖို့ကံမနဲ့စကားများနေရကိုတွေ့လိုက်ရပါတယ် ပေါက်ခွဲကန်ဒီမှာစောင်းကျူကားမောင်းထွက်နေရကိုပါတွေ့လိုက်ရတော့ရဲကြီးကစောင်းကျူကစီးပွားရေးပြန်ဆိုင်မှုကြောင့်လှုပ်ဖို့ကံမကိုတတ်လိုက်တယ်လို့ကောက်ချက်ချပြီးတော့တရားခံဖြစ်သတ်မှတ်လိုက်ပါတယ်။စောင်းကျူဘန်ရှိရောက်တဲ့အခါမှာဇနီးတဲ့ရောက်နေရကိုတွေ့ရပေမဲ့မိတ်ဆွေတယောက်ပါလာလို့စိတ်ပူသွားပါတယ်။ဇနီးတဲ့ပက်ဆန်သွားထုတ်နေတော့မိတ်ဆွေပြည်သူကစောင်းကျူကားနာလာပြီးတော့တကားခေါက်ပါတယ်။စောင်းကျူကဝေးပါနေဖို့လက်ဟန်ပြပြီးမောင်းထွက်ခဲ့ပါတယ်။ဇနီးတဲ့ပက်ဆန်ထုတ်ပြီးတဲ့အခါမှာလူစိမ်းညွန်ကြားချက်တိုင်းစာတိုင်းမိုးရှိမှပက်ဆန်အိတ်ထားခိုင်းပါတယ်။ဇနီးတဲ့ကလှုပ်ဆောင်ပေမဲ့ရဲရှိရှိလူတယောက်ကသူ့ကိုစိုက်ကြည့်နေပြီးလာနေရလို့ပြောပါတယ်။စောင်းကျူလည်းချက်ချင်းမောင်းထွက်သွားပြီးတော့ဇနီးတဲ့ကိုထုတ်သွားဖို့ပြောပါတယ်။ ။စောင်းကြည့်ရောက်သွားတဲ့အချိန်မှာတော့ဇတိတဲ့အကူကြီးနဲ့ရဲတွေကအဲ့လူကိုဖမ်းလိုက်ပါပြီ။စောင်းကြည့်လည်းစိတ်အေးသွားပြီပဲ။ဖုန်းထဲကလူစင်းကရဲတင်လိုက်တာအမှားကြီးတစ်ခုပဲလို့ပြောပြီးတော့ပောက်ကွဲဖို့ကောင်းတော့ဆလောက်ပါတယ်။စောင်းကြည့်နဲ့ကလေးတွေတေးပြီးလို့တွေ့လိုက်တဲ့အချိန်မှာပဲသူတို့ကားမဟုတ်ပဲနဲ့စားလိုက်ဘုံမှာပောက်ကွဲသွားပါတယ်။ကံကောင်းစွာနဲ့ဇနီးတွေကလည်းအသက်မသေးခဲ့ပါဘူး။စောင်းကြီးလည်းထိတ်လန့်ပြီးတော့မောင်းပြရပြန်ပါတယ်။လူစင်းရဲ့ပတ်စံရောင်းအောင်ထက်လုပ်ပေးဖို့တောင်းဆိုပါတယ်။ရဲရီကနောက်ထပ် CCTV မှာစောင်းကြီးကိုတွေ့လိုက်ရတော့သူကလက်တယ်ပဲလို့တီးပြပြီးတော့လိုက်ဖမ်းဖို့စီစဉ်ပါတယ်။စောင်းကြီးကလက်အောင်ငယ်သားကိုဖုန်းဆက်ပေးမယ်ပတ်စံမပြည့်သေးပါဘူး။ ။ဆောင်းကျူကရှိသလောက်လဲပေးမယ်။ကလေးတွေကိုလှုပ်ပေးပါလို့တောင်းပါမယ်မယ်။လူစင်းကတပြားမကျန်လိုချင်တယ်လို့ပြောပါရယ်။မင်းကျုံးကသွေးထွက်လွန်နေပြီးတော့သတိလစ်လို့နီးပါဖြစ်နေပါပြီ။ဆေးရုံသွားခင်းပြုဖို့တောင်းပါမယ်မယ်မရပါဘူး။ရဲတယောက်ကဆောင်းကျူရဲ့ကားကိုတားပြီးတော့ဆင်းခိုင်းမယ်မယ်။ဆောင်းကျူကမောင်းပြေးပါရယ်။ရဲကားတွေရဲရင်နဲ့လိုက်ဖမ်းပြီးတော့နောက်ဆုံးမှပိတ်မိသွားပါရယ်။ရဲရဲဝိုင်းထားတဲ့အချိန်မှာဆောင်းကျူကကားထဲမှာဘုံရှိရောက်ပုလို့ပေးရင်ခွဲပြစ်မယ်လို့လူစင်းခိုင်းတဲ့အတိုင်းလိန်ပြောပြီးတော့ချင်းချောက်လိုက်ပါရယ်။ဘုံရှင်လင်းရဲ့အဖွဲ့ရောက်လာပြီးတော့ကလေးတွေဆင်းလိုက်တာနဲ့ ။စောင်းကျူကိုပြုတ်ဖို့စနိုက်ပါရင်နေရာယူပါတယ်။အမျိုးသမီးရဲအရာရှိတယောက်ကကလေးလေးကိုလှုပ်ပေးဖို့တောင်းမနေကစောင်းကျူကဖုန်းကိုပြလိုက်ပါတယ်။အရာရှိကအချင်းလေးကိုနားလည်သွားပြီးတော့ရေနဲ့ walkie talkie ပေးပါတယ်။ရဲတွေဖယ်ပေးပြီးတဲ့နောက်မှာတော့စောင်းကျူက walkie talkie ကနေတစ်ဆင့်လူစိမ်းကိုစကားပြောဖို့ကြိုးစားပေမဲ့တုတ်ပြတ်မှုမရခဲ့ပါဘူး။နောက်တော့ walkie talkie ကိုပြင်လွှင့်ပြဖို့စာဝင်လာလို့လွှင့်ပြလိုက်ရပါတယ်။စောင်းကျူကလူစိမ်းကနီးနားမှာပဲရှိပဲထင်ပြီးတော့ကောင်းဟုတ်တိလိုက်တဲ့အခါမှာဖုန်းထဲကနေဟွန်းတန်ပြန်ကြားတော့လူစိမ်းကနီးနားရှိနေပါတေချာသွားပါတယ်။လူအုပ်ထဲမှာဖုန်းပြောနေတဲ့လူတယောက်ကိုမြင်လိုက်ရပေမဲ့ဘာမှလုပ်မရပါဘူး။လူစိမ်းကစောင်းကျူကိုလွန်ခဲ့တဲ့6နှစ် ဘာရမ်မန်မှာလုံတော့ကိစ္စကိုမှတ်မိလားလို့မေးပါတယ်အဲ့အချိန်မှာပဲရဲရီယာဖုန်းလိုင်းဖြတ်တောက်လိုက်လို့ဖုန်းကြသွားပါတယ်ရဲရီယာဖုန်းတောင်းတဲ့အခါမှာစောင်းကျူကသူ့ဖုန်းအစ်စ်ကိုပြလိုက်ပါတယ်ဘုံစင်းလင်းရဲ့အဖွဲ့စစ်စစ်ကြအရဘုံကရှေ့ကမ်းမှာပဲရှိပြီးတော့နောက်ခန်းမှာမရှိကြောင်းကိုသိလိုက်ရတဲ့အခါမှာမင်းဂျုံကိုကယ်ထုတ်ပြီးတော့စေကူတော်ဖို့ခေါ်သွားနိုင်ခဲ့ပါတယ်အမိဖြစ်သူဟေးကျင်ကအဖေကိုတယောက်တည်းမထားခဲ့ကြပါဘူးဝေးကစနိုက်ပါချိန်နေတာကိုမြင်လိုက်ရတဲ့အတွက်သူမကရဲဝုံးကိုဆုံးဖြတ်ချက်ချပြီးတော့ရှေ့ကမ်းကိုကူးလာခဲ့ပါတယ်ဒါကြောင့်သူမလည်းစင်းလို့မရတော့ပါဘူးစောင်းကျူကဘာလို့အဲ့လိုလုပ်တာလဲလို့မေးတဲ့အခါမှာအဖေတီမှာစိုးလို့ဘာလို့ဖြေပါတယ် အမျိုးသမီးရဲအရာရှိကရဲမှုကိုစနိုက်ပါထားလို့ခလေးကြောက်သွားတာဖြစ်ကြောင်းကိုအပြစ်တင်လိုက်ပါတယ်။ရဲမှုကစောင်းကျူရဲ့ဖုန်းထဲမှာဖုန်းခေါ်ဆိုမှုပတ်တမ်းမရှိတာကြောင့်စောင်းကျူကိုပဲတရားခံလို့ထင်နေတော့မှာပဲ။အဲ့ဒီချိန်မှာစောင်းကျူရဲ့ညီဂျင်ဝူပါဆိုတဲ့လူတစ်ယောက်ကရောက်လာပြီးတော့စောင်းကျူနဲ့စကားပြောခွင့်တောင်းဆိုပါတယ်။ရဲရီကလည်းလက်ခံလိုက်ပါတယ်။ဂျင်ဝူကကားနားရောက်လာပြီးတော့သူကဖုန်းဆက်ချင်းချောက်တဲ့လူစိမ်းဖြစ်ကြောင်းကိုဖွင့်ပြောပါတယ်။စောင်းကျူကဒေါသထွက်ပြီးတော့ဆွဲလိုက်ပေမဲ့ဂျင်ဝူကဘုံခွဲလိုက်မယ်လို့ချင်းချောက်ပါတယ်။သူကတရားမှာကိုမကြောက်ဘူးလို့ပြောပါတယ်။စောင်းကျူကကြောက်လန့်ပြီးပြဿနာရှာပေးမယ်။သမီးကိုတော့လှုပ်ပေးပါလို့တောင်းမှန်ပါတယ်။ဂျင်ဝူကလက်ခံပြီးတော့ဖုန်းနားပဲပြီးလို့ဟင်းရင်ဆင်းလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ချက်ချင်းဆိုသလိုပဲ16မိနစ်သာလိုတော့တဲ့အချိန်ကြိုက်ဘုံတစ်ခုကိုဖွင့်လိုက်ပြီးတော့ဟင်းကိုသူနဲ့တူခေါ်ဆောင်သွားခဲ့ပါတယ်16မိနစ်အတွင်းပတ်ဆက်မရရင်ကောင်မလေးတင်မယ်လို့ပြောပြီးတော့ခေါ်သွားပါတယ်ရဲတွေကညီကိုတွေထင်ပြီးတော့မတားဆီးပါဘူးစောင်းကျူလေးရဲရဲလိုက်တဲ့ဂျာနေကနေမောင်းပြေးပါတယ်ဇနီးတေရာတီဗီသတင်းမှာစောင်းကျူရဲ့ညီဆူတဲ့လူကိုတွေ့လဲရပြီးတော့သူတို့မှအဲ့လိုညီကိုမရှိတဲ့အကြောင်းကိုရဲကိုပြောကြပါတယ်ဒါပေမဲ့ဂျင်ဦးကပျောက်သွားပါပြီစောင်းကျူလေးမျောလင်းချက်မဲ့သွားပြီးတော့ဇနီးတေကိုဖုန်းဆက်ကချီးပြီးမြပတ်ဆက်အကုန်လွှဲပေးဖို့ပြောပါတယ်ဂျင်ဦးကစောင်းကျူကိုကန္နာတနေရာကိုလာဖို့ချိန်လိုက်ပါတယ်အဲ့ဒီနေရာကလွန်ခဲ့တဲ့6နှစ်ကအဖြစ်ပြက်ကိုအမှတ်ရစေပါတယ် ။နောက်ကြောပြန်ပြတဲ့အခါမှာလွန်ခဲ့တဲ့6နှစ်ကစောင်းယူကဘန်ဝန်နန်းဘောကမှာဓာတ်ရုပ်ဆက်အောင်လုပ်သားတွေကိုလင်းလင်းလေးဖျားပြီးတော့ရင်းနှီးမြှုပ်နှံခံခဲ့ပါတယ်။ဈေးကပြတ်သွားတဲ့အခါမှာကိုဝန်ဆောင်မျိုးသမီးတူဦးပါဝင်လူများစွာငွေဆုံးချုံးခဲ့ပါတယ်။စောင်းယူကအကူအညီမပေးတဲ့အပြင်တပ်သေးတွေကိုဖျောက်ဖျက်ပြီးတော့ယာရုတို့အောင်လုပ်ခဲ့ပါတယ်။အဲ့ဒီကိုဝန်ဆောင်မျိုးသမီးကစောင်းယူကိုတနာခံခဲ့ပေမဲ့စောင်းယူကလစ်လူရှုခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကဂျင်ဦးရဲ့ဇနီးတဲ့ဖြစ်ပြီးတော့အခုဂျင်ဦးကလက်စားချင်နေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာဂျင်ဦးကပတ်စံနဲ့အကောက်တဲ့ဝင်လာကြောင်းကိုသိလိုက်ရပါတယ်။သူကဒါအဘန်ကိုတရားစွဲလို့ရတဲ့ရောကြီးဖြစ်ပြီးတော့တားကောင်းနေအားလုံးဘဝသစ်စဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ ဆောင်းကျူကချိန်းတိုင်းနေအောင်ရောက်လာပြီးတော့တမိဖြစ်သူကိုတခြားကားတစ်စီးပေါ်မှာကြိုးတိုးလေတာတွေ့လိုက်ရပါတယ်ဆောင်းကျူကတမိကိုတောင်းပန်ပြီးတော့သူလောဘတက်ခဲ့လို့အခုလိုပြန်ပေးဆက်ရတာဖြစ်ကြောင်းကိုပြောပြပါတယ်ဂျင်ဦးကဆောင်းကျူရဲ့ကားရှိခန်းကိုဝင်ထိုင်ပါတယ်ဆောင်းကျူကအရာအလုံးအတွက်တောင်းပန်ပြီးတော့နှစ်နောက်သူတွေအတွက်တိုက်ပွဲဝင်မိမယ်လို့ခရီးပေးပါတယ်ဒါပေမဲ့ဂျင်ဦးကငင်းပြဲပြီးတော့သူ့ရဲ့ဇနီးတွေကအကျွေးတွေတင်ပြီးနောက်ဆုံးမှာကလေးတွေနဲ့အတူတူမိမိကိုကိုအဆုံးစီရင်သွားတာဖြစ်ကြောင်းအဲ့ဒီချိန်တွေကသူ့ဘိုးကဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းကိုပြောပါတယ်ဂျင်ဦးကတမိဖြစ်သူနားမှာဘုံမပေါက်ခွဲစေချင်လို့ကားကိုရေထဲမောင်းချခဲ့ပါတယ်ဆောင်းကျူကသဘောတူပြီးတော့ပင်လယ်ထဲကိုမောင်းချလိုက်ပါတယ် ဘုံမကွဲခင်မှာကားကရှိတဲ့နေမြုပ်သွားပါတယ်။ဂျင်မူးသတိလစ်သွားပြီးတော့စောင်းကျူကကဲဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူး။ဘုံပေါက်ကွဲသွားပေမဲ့စောင်းကျူကလွတ်မြောက်လာပြီးတော့ရဲတွေကကယ်ဆယ်နိုင်ခဲ့ပါတယ်။ဂျင်မူးကတော့တည်ဆုံးသွားပါတယ်။ဂျင်ဖြစ်ဖြစ်ဖြစ်ပြီးတဲ့နောက်မှာစောင်းကျူကသူ့ဘဝကိုပြုပြင်ပြောင်းလဲပြီးတော့ပြင်းပင်းနေတဲ့သူတွေဘက်ကရက်တီဘုတ်ကိုဆုံးဖြတ်လိုက်ပါတယ်။သူကိုယ်တိုင်နဲ့ဘန်ကကျူးလွန်ခဲ့တဲ့မတမာမှုတွေတက်တည်ဖြောက်ဖြတ်ခဲ့တာတွေကိုလူသိရှင်ကြားဝန်ခံပြီးတော့တရားမျှတအောင်လှုပ်ဆောင်ပါတယ်။စသိန်းကမှာစောင်းကျူကကားမောင်းနေလို့အထက်လူကြီးကဖုန်းဆက်ပြီးတော့အလုပ်ပြန်ပေးမယ်။ဒီကိစ္စကမလုပ်ဖို့တောင်းပန်ပေးမယ်။စောင်းကျူကဖုန်းချလိုက်ပြီးတော့တရားမျှတမှုရတဲ့အထိမရက်တက်တော့ဘူးဆိုတာပြသရင်းနဲ့ဇလန်းကပြီးဆုံးသွားခဲ့ပါတယ်။